မင်္ဂလာပါကျွန်တော်ဖတ်ခဲ့သောတမန်ကျမ်းစာနှုတ်ကပတ်တော်ယောမအခန်းကြီး7အငယ်1ချစ်တော်ညီကိုမောင်နှမတို့ဖျားသခင်ထားတော်မူသောဂယုနာတော်ကိုထောက်ရှု၍တင်တို့ကိုတိုက်တွန်းနှိုးဆော်လို၏တင်တို့၏ကိုခန္ဓာကိုဖျားသခင်လက်ခံနိုင်ပွဲဖြစ်မိတန်ရှင်းသည့်အသက်ရှင်သောရည်အဖြစ်စက္ကကြလောညီကိုမောင်နှမတို့ဒီနေ့ကျွန်တော်တို့အေဝံဂေလိတရားဆိုတဲ့စကားလုံးကိုကြားတဲ့အခါဘာကိုအရင်ဆုံးတွေးမိပါသလဲ အများစုအတွက်တော့အေးဝင်ကလေးတရားဆိုတာငရဲကနေကဲတင်ပြီးကောင်းကင်ဘုံရောက်ဖို့လက်မှတ်တစ်စောင်ရလိုက်တာမျိုးလို့ထင်တတ်ကြတယ်။အဲ့ဒီနောက်မှာတော့ကျွန်တော်တို့ရဲ့အသက်တာကိုတိုးတက်စေဖို့အတွက်တမချန်းစာရဲ့အခြားသောတုံသင်ချက်တွေစည်းကမ်းတွေကိုစူးစမ်းပြီးလိုက်နာရတော့မယ်လို့ယူဆကြတယ်။ ဒါပေမဲ့ဒီနေ့ကျွန်တော်တို့ဆင်ခြင်ရမယ့်အေးဝင်ဂလိတရားဆိုတာကျွန်တော်တို့ရဲ့အတ္တတာထဲကအခန်းကဏ္ဍတချို့မှာပဲတက်ဆိုင်တာမဟုတ်ပဲကျွန်တော်တို့ရဲ့အလုတ်ကိုင်မိသားစုငွေကြေးလူမှုပေါင်းသင်းဆက်ဆံရေးနိုင်ငံရေးအရာခတ်သိမ်းကိုဘလို့ရှုမြင်ပြီးဘလို့အသက်ရှင်မလဲဆိုတာကိုလုံးဝပြောင်းလဲစေတဲ့တကူဖြစ်ပါတယ် ဒီနေ့အေးဝံဂလိတရားရဲ့ကျွယ်ဝတဲ့ရှုထောင့်၃ခုကိုကျွန်တော်တို့ရဲ့အသက်တာအရာအားလုံးကိုဘလို့သိရောက်မှုရှိတယ်လဲဆိုတာကို လေ့လာကြည့်ကြပါစို့ပထမရှုထောင့်က လူစားသည့်ခံယူခြင်းအထက်မှအောက်သို့ဆိုတဲ့ရှုထောင့်ဖြစ်ပါတယ်ဒါကဘာကိုဆိုလိုတာလဲအေးဝံဂလိတရားရဲ့ပထမဦးဆုံးအမှန်တရားကတော့ဘယင်တကာဘယင် ဖြစ်တဲ့သခင်ယေရှုခရစ်တော်ဟာကျွန်တူးရဲ့ပုံတရံကိုခံယူခဲ့တယ်လူစားသည့်ကိုခံယူခဲ့တယ်ဆိုတာပါပဲလောကကြီးရဲ့ တန်ဖိုးထားမှုကဘာလဲတကောအာနာမရှိတဲ့သူက တကောအာနာရှိဖို့အတိမတ်ပြုခြင်းမခံရတဲ့သူကအတိမတ်ပြုခြင်းခံရဖို့ဆင်းရဲသောသူကချမ်းသာကြွယ်ဝဖို့နဲ့အဆင့်တန်းရှိဖို့လောကကအမြင့်ဆုံးကိုတက်လှမ်းဖို့ပြောပြနေပါတယ်ဒါပေမဲ့အေးဝင်ကလေးတရားကအဲ့ဒီတန်ဖိုးအားလုံးကိုဇောက်ထိုးပြောင်းပြန်လှန်ပစ်လိုက်ပါတခင်ယေရှုဟာအရာအားလုံးကို ဆုံးရှုံးခြင်းအဖြစ်အောင်နိုင်ခဲ့တယ်။ကိုရောဟာအစီခံခြင်းအဖြစ်ကြီးမြတ်ခဲ့တယ်။ ဧဝံဂေလိတရားကိုတကယ်နားလည်တဲ့အသင်းတော်ကလောကရဲ့တန်ဖိုးထားမှုတွေနဲ့ဆန့်ကျင်တဲ့အစေခံအတိုက်အဝန်တစ်ခုဖြစ်လာရပါကျွန်တော်တို့ဟာလူမျိုးရေးလူတန်းစားပညာအရေးချင်းတွေနဲ့ကိုယ့်ကိုယ်ကိုတာလွန်နယ်လို့မခံစားတော့ဘဲသူတစ်ပါးရဲ့အကျိုးအတွေ့ကိုယ့်ကိုယ်ကိုနှိမ်ချရဲတဲ့သူတွေဖြစ်လာရပါမယ် ဒုတိယရှုထောင့်ကအတွင်းမှအပြင်သို့ရှုထောင့်ဖြစ်ပါဒါကဘာကိုဆိုလိုတာလဲလောကမှာရှိတဲ့ဘာသာတရားတော်တော်များများဟာအပြင်မှအတွင်းသို့ဖြစ်ပါတယ်သူတို့ကသင်ကောင်းမှုကုသိုလ်တွေလုပ်ပါစီကံတွေလိုက်နာပါဒါဆိုရင်ဘုရားသခင်ကသင်ကိုလက်ခံပြီးကောင်းချီးပေးလိမ့်မယ်လို့သင်ပေးတယ်ဒါမဲ့ဧဝံဂေလိတရားက အတွင်းမှအပြင်သို့ဖြစ်ပါတယ် ဧဝံဂေလိတရားကသင်ဟာအပြစ်သားတစ်ယောက်ဖြစ်ပေမဲ့ဘုရားသခင်ကသင်ကိုသခင်ယေရှုခရစ်တော်အဖြစ်ဂျေဇုတော်တက်တက်နဲ့လက်ခံပြီးသားဖြစ်ပါတယ်။ဒါကြောင့်သင်ဟာအတွင်းစိတ်ထဲကနေလာတဲ့ဝမ်းမြောက်ခြင်းအတွင်းစိတ်ထဲကနေလာတဲ့ဂျေဇုတင်ခြင်းတွေနဲ့အတူသခင်အတွက်နာခံအသက်ရှင်ခြင်းစိတ်ပေါ်ပေါက်လာပါလိမ့်မယ်။ဒါဟာကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုအလုံးရဲ့အကြောင်းရင်းကိုလုံးဝပြောင်းလဲစေပါတယ်။ ျွန်တော်တို့ဟာဘုရားသခင်စီကကောင်းကြီးရယူဖို့အတွက်အချင်းကောင်းတွေလောက်တာမဟုတ်တော့ဘူးကျွန်တော်တို့ဟာဘုရားသခင်ကိုရရှိပြီးသားဖြစ်လို့သူ့ကိုချစ်တဲ့စိတ်နဲ့အချင်းကောင်းတွေလှုပ်ဆောင်တာဖြစ်လာပါတယ်တတရားရှုတော့ကရှင်ပြန်ထမြောက်ခြင်းရဲ့မျော်လင့်ခြင်းရှုတော့ဖြစ်ပါတယ်ဒါကဘာကိုဆိုလို့ ဒါလေဧဝံဂေလိတရားရဲ့အမှန်တရားကတော့ဖျားသခင်ရဲ့နိုင်ငံတော်ဟာ ရောက်ရှိပြီဖြစ်တော်လဲမပြည့်စုံသေးဘူးဆိုတဲ့အချက်ပါပဲသခင်ယေရှုဟာရှင်ပြန်ထမြောက်ခြင်းအပြင်အနာဂတ်မှာဖြစ်လာမယ့်ဖန်ဆင်းခြင်းအသစ်ကိုဒီလောကမှာစတင်ခဲ့ပြီးပြီဒီအမှန်တရားကကျွန်တော်တို့ကိုဟန်ချက်ညီစေတယ်တစ်ဖက်မှာနိုင်ငံတော်ဟာမပြည့်စုံသေးတဲ့အတွက်ကျွန်တော်တို့ဟာဒီလောကကြီးကိုအခုချက်ချင်းပြီးပြည့်စုံတဲ့နိုင်ငံတော်ဖြစ်အောင် လုပ်နိုင်မှာမဟုတ်ဘူးဆိုတာကို နားလည်ရတယ်။ဒါကြောင့်ကျွန်တော်တို့ဟာနိုင်ငံရေးတစ်ခုတည်းနဲ့လောကကိုပြောင်းလဲမယ်လို့မာနထောင်လွှားခြင်းမရှိတော့ဘူး။ ဒါပေမဲ့နောက်တစ်ဖက်မှာနိုင်ငံတော်ဟာရောက်ရှိပြီးပြီဖြစ်တဲ့အတွေ့ကျွန်တော်တို့ဟာဒီလောကကြီးကိုစိတ်ပြတ်လက်လျှော့ထွက်ပြေးလို့မရဘူးကျွန်တော်တို့မှာဆင်းရဲသားတွေကိုကူညီဖို့တရားမျှတမှုအတွက်လှုပ်ဆောင်ဖို့ကျွန်တော်တို့ရဲ့အလုပ်အကိုင်တွေကနေတဆင့်လောကကြီးရဲ့ကောင်းကျိုးကိုတည်ဆောင်ဖို့တာဝန်ရှိပါတယ်ဧဝံဂေလိတရားကိုနားလည်တဲ့ယုံကြည်သူတယောက်ဟာလောကကိုစိတ်ပြတ်ပြီးထွက်ပြေးမှာမဟုတ်တလို့လောကကြီးရဲ့နိုင်ငံရေးထဲမှာလည်းနစ်မြုပ်နေမှာလည်းမဟုတ်ပါဘူးကျွန်တော်တို့ဟာအနာဂတ်ရဲ့မျော်လင့်ချက်နဲ့ ဲ့အတူပြစ်စုံပံမှာတာဝန်ကျေပွန်စွာအလုပ်လုပ်ကြရမှာဖြစ်ပါတယ်ညီကိုမောင်နှမတို့အေးဝင်ကလေးတရားဟာအရာခတ်သိမ်းအပေါ်တက်ရောက်ပြောင်းလဲစီပါကျွန်တော်တို့ရဲ့တန်ဖိုးထားမှုတွေကို အောက်မှအပေါ်သို့မဟုတ်ပဲအပေါ်မှအောက်သို့ကျွန်တော်တို့ရဲ့လှုပ်ဆောင်လိုစိတ်ကိုအပြင်မှအတွင်းသို့မဟုတ်ပဲအတွင်းမှအပြင်သို့ပြောင်းလဲစေတယ်ပြီးတော့လောကကြီးထဲမှာမျော်လင့်ချက်နဲ့အသက်ရှင်ဖို့အမြင်မှန်ကိုပေးတယ်အေဝံဂေလိတရားကိုသင်ရဲ့အသက်တာအတွက်အစမှအဆုံးအဖြစ်အသုံးပြုပါသင်ရဲ့အိမ်ထောင်ရေးသင်ရဲ့အလုပ် တင်းရဲ့ငွေချေးတုံးဆွဲမှုတင်းရဲ့လူမှုပေါင်းသင်းဆက်ဆံရေးများအရာအားလုံးကိုအေးဝင်ကိတရားရဲ့အမြင်ကနေဖြတ်ပြီးကြည့်ရှုအသက်ရှင်ကြပါစို့ကျွန်တော်နဲ့အတူဆုတောင်းကြရအောင်အိုးအဖဘုရားသခင်ကိုတော်ရဲ့အေးဝင်ကိတရားဟာကြွယ်ဝတဲ့အတွေ့ကျေးဇူးတင်ပါတယ်ကိုတော်ရဲ့အေးဝင်ကိတရားကိုကျွန်တော်တို့ရဲ့အသက်တာတစ်ခုလုံးအတွက်လမ်းညွန်အဖြစ်ခံယူတတ်ဖို့ကုညီပါကိုရောရဲ့လူစားတိခံယူခြင်းကိုတရိယာပြီးချစွာ အစီခံနိုင်ဖို့ ခွန်အားပေးပါကိုရောကိုချစ်တယ်ဆိုတဲ့အခါအတွင်းမှအပြင်သို့အသက်တာနဲ့အသက်ရှင်စီတော်မူပါကိုရောရဲ့ရှင်မြန်ထမြောက်ခြင်းကိုယုံကြည်လျက်ဒီလောကကြီးကိုစိတ်ပြတ်စွာရှောင်ထွက်သွားခြင်းမဟုတ်ပဲမျော်လင့်ချက်နဲ့အမှုတော်ဆောင်နိုင်ဖို့ဥဆောင်ပေးတော်မူပါဂျေဇုတော်နဲ့တစ္ဆာတရားနှစ်ခုလုံးနဲ့ပြည့်ဝတဲ့အသက်တာကိုပေးသနာတော်မူပ ကျွန်တော်တို့ရဲ့အသက်တာအလုတ်ကိုင်းမိသားစုငွေချေအရာခတ်သိမ်းကိုကိုရောရဲ့အေးဝင်ကလေးတရားကလွှမ်းမိုးပြောင်းလဲစီပါ။သခင်ယေရှုခရစ်တော်၏နာမတော်မြတ်အားဖြင့်ဆုတောင်းပါ၏။အာမင်။